ကျွန်တော်အခုတော့ဒီထပ်မထုတ်ရှမ်းမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလျင်ငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလျင်အဓိကဘူချက်လှုပ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်ဒေသုံးတဲ့ဒီလက်ရှိပေါ1200ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်ပျောက်တဲ့လူတွေလည်းရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာ ပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းရေလုံငါတွေဥစပြီးလုပ်နေပါတယ်ဒီတဲ့ပူနိုင်ဖို့ဓာတ်လာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့ရဲအခုလိုအာပိစကားပြောတာရဲ့နော်ကျွန်တော်တည်င်းဌာနတွေမှာလည်းဆူရိုဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွယ်လမ်းကြောင်းတွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွယ်တွေပြတ်ထွက်တာတွေအခုကျွန်တော်တို့စပြီးလုပ်နေရပါတယ်ငလေလုံနေချိန်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကိုလေကြောင်းပုံးကျဲတိုက်ခိုက်ရန်အမိန့်ချခဲ့သည့် အာနာသိန်းစစ်ကောင်စီ၏ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မန္တလေးမြို့သို့ရောက်ရှိကာဟန်ပြကြည့်ရှုပြောဆိုနေသည့်ရုတ်တံမင်းအောင်လှိုင်ဘက်ကဘာပဲပြောနေပါစေဘာတွေပဲလုပ်ပြနေပါစေနိုင်ငံတကာစစ်ရာဇဝတ်မှုကိုပျောင်ပျောင်တင်းတင်းချိုးဖောက်နေတဲ့အပြင်အခြေခံလူ့အခွင့်အရေးနဲ့လူသားဖြစ်တည်မှုအပေါ်ရာဇဝတ်မှုပေါင်းများစွာကျူးလွန်ခဲ့ပြီး လက်ရှိနေ့စဉ်လဲရာဇဝတ်မှုပေါင်းများစွာကိုဥပဒေမဲ့စွာစီမံညွှန်ကြားနေတဲ့စက္ကစစီမံခန့်ခွဲရေးအဖွဲ့ဝင်တွေကိုနောက်တစ်ချိန် ICC မှာတရားဥပဒေအရအရေးယူနိုင်ဖို့ပဲကျွန်တော်တို့ပြည်သူတွေစူးစမ်းသွားဖို့လိုပါတယ်ဟုယနေ့ထွက်ပေါ်လာသည့်စက္ကစခေါင်းဆောင်ဤမန္တလေးမြို့အခြေအနေနှင့်ပတ်သက်၍ဟန်ပြကွင်းစင်ကြည့်ရှုစစ်ဆေးပြီးပြောဆိုခဲ့သည့်ရုတ်တံအပေါ်စစ်ရေးနှင့်နိုင်ငံရေးလိလာတုံးတက်နေသူဦးစောဆန်းကမှတ်ချက်ပြုပြောဆိုထားသည်